င်ကိုအဓိကကူညီပံ့ပိုးပေးထားတာကတော့တာမန်ဆက်ပြများထက်ပိုပြီးယောဂပိုးဆယ်မျိုးကိုကာကွယ်ပေးတဲ့ live point ဆက်ပြမှဖြစ်ပါတယ်။ကောင်းဝင်တဲ့ငယ်ငယ်အိုက်ဆန်အရင်ကောင်းလားဟုတ်လားอืมမြောက်ငါလည်းကြောင်းတာမျိုးလုံးမြောက်ဟုတ်တော့မနေမျိုးတော့အဲ့ဒါလည်းစိတ်ကြီးစားတမျိုးပဲနော် ဒါမှမဟုတ်ရှင်လေလေချောင်းနာနေရလေအေးမိပြီဖျားနေလို့လားဒါမှမဟုတ်ရှင်ရင်လူညာနဲ့အဖျားလက္ခဏာဖြစ်လို့လားအဲ့ဒါလည်းသေချာကြည့်ဦးမော်လေချောင်းနာပေါ့ပေါ့လေးဆိုပြီးပြင်မထားနဲ့ပို့ဖို့ပါတတ်တယ်ဟင်အဲ့ဆိုအခုနင်ပြောလက္ခဏာဘာကြောင့်ဖြစ်လာလဲဟင်းဟုတ်တယ်နော်အမြဲတမ်းတိုးတွေကိုခလုတ်ခလုတ်ဖြစ်စေလေချောင်းနာဘာကြောင့်ဖြစ်လဲဆိုတော့ဆရာဘရန်လာထောင်ကြည့်မယ်နော် ယနေ့ဆွေးနွေးမယ့်အကြောင်းအရာတော့ Scarlet Fever လို့ခေါ်တဲ့ညီမြန်းဖျားနာယောဂအကြောင်းဖြစ်ပါတယ်။ဒီယောဂါဆိုလို့ရှင်ကျွန်တော်တို့ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ယောဂါလို့ပြောလို့ရပါတယ်။ဒီ Scarlet Fever ညီမြန်းဖျားယောဂါဆိုရင်ကျွန်တော်တို့လေပင်နာတာတွေအဖျားကြီးတာတွေနဲ့ဆက်ဆက်ဖြစ်ပေါ်တာကိုကျွန်တော်တို့သိရှိရတယ်လို့ဒီရေပြားမှာလည်းကျွန်တော်အင်ဂျင်အမြွက်တွေထားတာအဖူးပိန့်တွေထားတာကိုလည်းဆက်ဆက်ဖြစ်ပေါ်တာကိုသိရှိရပါတယ်။ ဒီ scarlet fever ဆိုလို့ရှင်တကယ်လို့ပေါ့နောက်ထပ်ဆိုးရွားလာတဲ့အခြေအနေဆိုလို့ရှင်နှလုံးတို့ကြောက်ကဲ့သို့အခြားသောအင်္ဂါရက်တွေကိုလည်းထိခိုက်ပြီးတော့ဆိုးဝါးစရာဖြစ်စည်းစေရသည့်ဖြစ်နိုင်ပါတယ်။အသူရဲ့လက္ခဏာတွေကဘာလဲဆိုလို့ရှင်ကျွန်တော်တို့ဖျားမယ်ပေါ့နော်။အပူ၁၁၁၁၂လောက်ထိဖျားမယ်။ခေါင်းကိုက်မယ်။ပြီးလို့ရှင်ကျွန်တော်တို့ဒီလေဗင်းနေနာမယ်။အစာရည်မျိုးကခက်လာမယ်။ ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအင်ဂျင်တွေအဖုပိန်တွေထားတာတွေကျွန်တော်တို့ဒီပေါင်ကြားတွေဂျိုင်းကြားတွေမှာအမီဂျင်ကြီးတွေအမီစင်းကြောင်းကြီးတွေကျွန်တော်တို့ဖြစ်ပေါ်လာဖို့တွေ့ရှိရတယ်လို့ရှာတွေပါဇက်တွေထဲမှာလည်းညီရဲနေရအောင်ကျွန်တော်တို့တွေ့ရှိရပါမယ်။ပြီးရင်တော့ခေါင်းကြိုက်တယ်ပြို့တယ်အန်တယ်တော့တက်ဆိုင်ရကျွန်တော်တို့ဒီပြင်ကြောကလန်းပေါ့နော်အကျိတ်တွေမှာတွားရောက်နေရအောင်တွေ့ရှိရပါမယ်။တကယ်ကြီးဖျားလဲဖျားတယ်အကျိတ်တွေလည်းကြီးလာတယ်အဲဒီလိုလုံးညီညမ်းနေတယ်ပေါ့နော်အဲလိုဆိုတော့ဒါဆရာဝန်တို့အများဆုံးပြတ်တာတန်နေပြန်ပါ နောက်တူကနေတူကလည်းကူးဆက်နိုင်ပါတယ်ယောဂရှိရဲ့လူရဲ့ဘောနောချောင်းစိုးနာချီလိုက်တော့ဖတ်သွားတဲ့ဒီအမုံအမွားတွေကတဆင့်ကူးဆက်နိုင်ပါတယ်ဒါကြောင့်မလို့ကို့မှာဖြစ်ပြီဆိုရင်လည်းဒါ website ကာကွယ်ဖို့လိုပါတယ်အဲ့လိုဆိုတော့ငါစီးနှောသွားပြမယ်ဖြစ်နေတယ်ဟုတ်ပါဘူးနော်အဲပြီးတော့မနေ့ကငါဆရာအငါခွင့်ယူတော့တော့တယ်ချင်လိုက်အဖျားခွင့်ယူတော့တော့လေသူလည်းစီးနှောသွားပြဖို့ပြောဟုတ်ကဲ့လေချောင်းတာကူလာပြီနော်မပြောတတ်ဘူးအဲ့ဆိုတော့ဒီလိုမျိုးဘလို့ အာဒီယောဂဖြစ်လာဆိုဘယ်လိုပါခွဲရမလဲတန်ကျွန်တော်ဆက်ဝင်နေချင်ဟုတ်ကဲ့အဲတော့မို့ယောဂဘယ်လိုချာဖွေးရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီတွေးစစ်မယ်စီးစစ်မယ်ပေါ့နော်အခြေခံအဖြစ်ပေါ့တကယ်လို့လိုရလို့ရှိရင်ကျွန်တော်တို့ဒီအာခေါင်ကနေပြီးတော့ပေါ့နော်ဒီကျွန်တော် throat sweat ယူပြီးတော့ယောဂချာဖွေးရတဲ့အပိုင်းတွေရှိပါတယ်အဲသူ့ကိုဘယ်လိုကုသလို့ရလဲဆိုတော့အထူးသဖြင့်သူဒီ bacteria ပိုးချောင်းဖြစ်တာဆိုတော့ကျွန်တော် antibiotic နဲ့ကုသလို့ရပါတယ်ချာလက်ဆိုင်ရာကုထုံးနေတယ်လည်းကျွန်တော်တို့ကုလို့ရပါတယ် အဲဘလို့ကာကွယ်လို့ရလဲဆိုတော့အထူးသဖြင့်ပေါ့နော်ကျွန်တော်တို့ယောဂတရုံများများအားဆိုလို့ရှင်လက်တန့်ရှင်းနေတယ်ဆိုရင်ကျွန်တော်တခြားလူကနေကူးဆက်တာကိုလည်းကိုမခံရတယ်လို့ကိုရှိရလည်းအခြားလူကကူးဆက်တာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကလက်ကိုအမြဲတမ်းဆင်ကျေတော့ရှေ့ဖို့လိုပါတယ်။ဟောသမင်းမစားခင်ပဲဖြစ်ဖြစ်သမင်းစားပြီးဖြစ်ဖြစ်အိမ်နာကပြန်လာပဲဖြစ်ဖြစ်အလုပ်ကပြန်လာပဲဖြစ်ဖြစ်အကြောင်းကပြန်လာပဲဖြစ်ဖြစ်ပေါ့နော်။ဒီလက်ကိုအသေးစားဆင်ကျေတော့ဆေးမယ်ဆိုရင်ယောဂတချို့ကိုကျွန်တော်တို့ကကာကွယ်ပြီးသားဖြစ်ပါတယ်။ အဲနောက်တစ်ခုကလည်းကျွန်တော်တို့ကဒီယောဂရှိတဲ့လူရဲ့အတုံးဆောင်ပစ္စည်းတွေပေါ့နော်။ဥမာတောက်ရီခွက်တွေဇွန်တွေအနေနဲ့တုပ်ပွားတွေလက်ကင်ပွားတွေပေါ့နော်။သူရဲ့ကားတော်တွေစသဖြင့်ပေါ့။ဒါတွေကိုကျွန်တော်တို့ကဝေမျှတုံးဆွဲမယ်ဆိုရင်လည်းယောဂကူးဆက်နေတယ်။ဒါကြောင့်မို့ဒါတွေကိုဝေမျှတုံးတုံးဆွဲခြင်းမပြုဖို့ဂရုစိုက်ဖို့လိုပါတယ်။အဖြစ်နေတဲ့လူကလည်းကိုယ့်ရဲ့အတုံးဆောင်တွေကိုဘယ်သူမှမငှားဖို့လည်းလိုပါတယ်။အဲ့တော့ဒီကအကဲရင်းသွားပါတော့နှာစီချောင်းဆိုးတယ်ဆိုလို့ချင်းကိုကိုတိုင်ဖြစ်နေရဆိုရင်လည်းလက်ကင်ပေါ်ဆောင်းမှုလို့တယ်လိုအပ်ရင် marks တွေပါတက်ဖို့လိုပါတယ် အကယ်၍ချောင်းဆိုးနာစီရဲ့နေမှာကိုကရှိနေပြီဆိုလဲကိုကိုယ်တိုင်လည်းလက်ကင်ပိုင်းပိုင်းနဲ့အုပ်ထားဖို့လိုပါတယ်။အဲ့လိုဖြစ်လာတဲ့အခါမှာကျွန်တော်တို့ကျွန်တော်တို့ဒီဖျားလာပြီဆိုလို့ရှိရင်တော့ကျွန်တော်အပူကြစေးပါရင်ကျွန်တော်တောက်လို့ရတယ်။အဲပြီးလို့ရှိရင်ရေဘက်တိုက်လို့ရတယ်။ရှင်ရှင်များတောက်ဖို့ဆိုပါတယ်။အဲ့ဆိုရင်ငါစီးပြန်မြန်သွားပြရမှာဖြစ်မယ်နော်။အင်းဟုတ်ကဲ့။ကွာမနေ့ကငါဆရာကြီးတို့ကလည်းရှင်လေယောဂကူကူပြီးသွားတယ်လေသူလည်းစီကံပေါက်ပြပြပေါ့အဖေါ်ရပါပဲနှစ်ယောက်ပါပြ အဲ့တော့လေချောင်းသာမျိုးမဖြစ်အောင်လို့အထူးကတော့ငါထင်တာရေပိုင်ပုံမှာတောက်ပေးဖို့လိုတယ်ထင်တယ်။အကယ်၍ရေတောင်နေသွားတာတော့နောက်အပူရှက်တာကိုဖြစ်နေလေချောင်းသာတက်တယ်လေနော်။ရောတငယ်ချင်းဒီနေ့ကျမ်းမာခြင်းနဲ့ဆောင်တစ်ခုပေးလိုက်အောင်မေ။ဒါကြတော့တာမန်ဆက်ပြာရီထက်ယောဂါဖို့စိန်မျိုးကောက်ပေးတဲ့ life point gift set Thank you ။ဟုတ်။အဲဒါဆိုလို့ရှိရင်ပရိသတ်တွေနဲ့ဆက်လိုက်ရအောင်နော်။ ပြည်သက်များရှင်ဒီနေ့ health fix season မှာဆိုလို့ရှိရင်တော့လောင်းလို့ဘာကြောင့်မလို့လဲကြောင်းတာလဲလဲကြောင်းတာကဘယ်လိုကုလို့ရလဲဆိုတဲ့အကြောင်းအရာတိဆက်ပေးပြပါပြီဒီတော့နောက်နေ့ health fix မှာထပ်မံပြီးတော့ဆောင်တွေ့ပါအောင်မရှင်အခုတော့လည်းဆက်ပါတယ်နော် bye ဒီ season ကိုအဓိကကူညီပံ့ပိုးပေးထားတာကတော့တာမန်ဆက်ပြများထက်ပိုပြီးယောဂဘိုးဆယ်မျိုးကိုကာကွယ်ပေးတဲ့ live one ဆက်ပြမှဖြစ်ပါတယ်